မင်္ဂလာပါရှင်တနင်္လာနေ့တိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မှာ36နှစ်ကြာခြေချတက်ဆွဲထားတဲ့ကလေဒေးစစ်ကောင်စီတက်စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကတင်ပိုက်နိုင်ပြီလို့ထုတ်ပြန်ပါတယ်။ ကော့တူးလေအုတ်ချုံနယ်မြေဖအံခရိုင်လိုင်းပွဲမြို့နယ်မှာရှိတဲ့ကလေဒေးစစ်ကောင်စီစခန်းကို KNLA တမဟာခနဲ့တမဟာလုံချုံရေးစစ်ကြောင်းတရင်19တရင်27တရင်22နဲ့တရင်24တို့ကနေပူးပေါင်းသိမ့်ပိုက်ခဲ့တယ်လို့သိရပါဗျ။ ကလေဒီစစ်ကောင်စီတပ်စခန်းကိုမလ22ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိုးစစ်စတင်ပြီး3ရက်အကြာ25ရက်နေ့မှာစစ်ကောင်စီတပ်သားတွေကလက်နက်ခဲယံတွေကိုမီးရှို့ဖျက်ဆီးပြီးစခန်းဆော့ခွာထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။ကလေဒီစခန်းကိုရှင်းလင်းချိန်စစ်ကောင်စီတပ်သား2ယောက်ရဲ့အလောင်းတွေအပြင်လက်နက်ခဲယံအများအပြားတင်ပတ်ရရှိထားတယ်လို့ထုတ်ပြန်ပါတယ်။ အနာသိစစ်ကောင်စီကအကောင့်ထယ်ဖို့ကြိုးစားနေတဲ့အတုအယောင်ရွေးကောက်ပွဲကိုဆက်ကျင်သဘိမောက်ကြဖို့အတွက်လောင်လုံးမြို့နယ်မှာခြိတက်ဆန္ဒပြခဲ့ကြပါတယ်။မနေ့ကမွန်လွယ်ပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးဖက်စစ်ရွေးကောက်ပွဲသဘိမောက်ဖက်ဒရယ်လန်းကိုရေရေရှောက်ဆိုတဲ့ခေါင်းစဉ်ကိုကြွေးကြော်ပြီးလူထုသဘိလှုံ့ဆော်မှုပြုလုပ်ခဲ့တာပါ။ အာဏာသိမ်းစစ်တပ်အနေနဲ့အထွေထွေရွေးကောက်ပွဲကျင်းပခွင့်နိုင်ငံရေးအခွင့်အာဏာမရှိသလိုအရသာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့စစ်ရာဇဝမှုတွေနဲ့ဆက်အာဏာသိမ်းမှုကိုထိန်းသိမ်းထားနိုင်ဖို့အတူအောင်ရွေးကောက်ပွဲကျင်းပပြီးအာရုံလွှဲနိုင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့လည်းဒဝေခန်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဆိုပါတယ် တနင်္သာရီမြို့နယ်ရန်ဖို့ရွာမှာတက်ဆွဲထားတာ၅ရက်ရှိနေပြီဖြစ်တဲ့စစ်ကောင်စီတပ်ကိုဘုခရင်တပ်ဖွဲ့တောကြီးမွေဟောင်းတပ်ဖွဲ့မြေပကဖားနဲ့တနင်္သာရီရုံမှပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့တပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။မနေ့ကမနက်9နာရီဝင်းချင်းကရန်ဖို့ရွာစီုံချံအနီးမှာအင်အား80ရှိတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့နှစ်ဖက်ပစ်ခတ်တိုက်ခတ်မှု တနာရီနီးပါးဖြစ်ပွားခဲ့တာလို့ဆိုပါတယ် မြပြင်တပ်ဖွဲ့ဝင်တွေရဲ့ပြပြချက်အရစစ်ကောင်စီတပ်သားတိုက်စုံးမှုများပြားတယ်လို့သိရပြီးဒေသခံတွေကတော့မနေ့ကညနေ6နိုင်ဝင်းကျင်အထိလာမကောက်သေးတဲ့စစ်ကောင်စီတပ်သားအလောင်း3လောင်းရှိနေတာကိုတွေ့ရတယ်လို့ပြောပါတယ်။ဗုပြင်းမြို့နယ်အေးချမ်းမြန်ရွာကတအူဖုန်ကြီးကျောင်းမှာကျောင်းထိုင်ဆရာတော်ရဲ့မေတော်ကြီးဆုံးနာတနင်္ပြည့်အထိမ်းမှန်နေနဲ့လောင်ကစားဝိုင်း3ညပြုတ်လုပ်ခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။ အခုလ23ရက်ကနေ25ရက်အထိ၃ညပြုလုပ်ခဲ့တာဖြစ်ပြီးကျောင်းထိုင်စီအရော်နဲ့အေးချမ်းမြန်ရက်ွက်အုပ်ချုပ်ရေးမှူးတို့ဦးဆောင်ကျင်းပခဲ့တာလို့သိရပါတယ်။အနီထောင်ဝိုင်းလေးကောင်ကျင်းဝိုင်းနဲ့ဖဲဝိုင်းတွေပါဝင်ပြီးလောင်ကစားတိုင်တွေစီကနေဝိုင်းကြီးကောက်ခံတာတွေရှိခဲ့တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။ တင်းနှောင်းရီမျိုးနဲ့အချီစိတ်တရင်တွေဖြစ်တဲ့ဇဝဲရွာချီမြတ်တရင်ခမရ996နဲ့အရှိမော်တုံးရွာအမြောက်တရင်အမတ306တို့ကနေမင်းကလက်နက်ကြီးပစ်ခတ်မှုတွေစက်တိုက်ဆိုသလိုလှုံ့ဆော်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ မနေ့ကမနက်ပိုင်းမှာခမရ996တရင်ကနေဘလုံးမကြီးရွာအုပ်စုကရမ်းဖို့နဲ့ကန်းတို့ရွာတွေဘက်ကိုလက်နက်ကြီးပစ်ခတ်မှုစက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့အမတ36ကနေလည်းအနောက်မတုံရွာဘက်ကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်ညပိုင်းမှာလည်းခမရ996တရင်ကနေဇဝဲကြီးရွာအုပ်စုဖာနေရွာဘက်ကိုလက်နက်ကြီး၃ချပ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါဗျ။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေလုံခြုံရေးစိုးရိမ်နေရပြီးကြောက်လန့်နေကြရတယ်လို့လည်းရွာခံတွေကပြောပါတယ်။ရေဖြူမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်ဒေသမှာနေ့ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့တပ်ဖွဲ့ဝင်တွေကသိရပါတယ်။တဝဲအထူးစီးပွားရေးဆောင်ကလဲရှောင်းရွာအနီးမှာမက်လ24ရက်နဲ့25ရက်တွင်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာမနေ့ကအထိဝဇွန်းတော်နဲ့ဧကနိကျေးရွာအနီးမှာရှိနေဆဲဖြစ်တယ်လို့သိရပြီးတိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်ကရွာတွေဖြစ်တဲ့လဲရှောင်းထိန်ကြီးဧကနိနဲ့ပရတ်တ်ရွာခန့်အချို့လဲစစ်ရှောင်းနေရတယ်လို့သိရပါတယ်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။